အိဇဘယ်သူမဇာတော့ပါပေးတာလေပီဇူရမတ်နဲ့ကျူဇူရမတ်ပေးတာလေလိုချင်တာကအဲ့ဒီပီကျူဇူရဲ့ line ပေါ်မှာရှိတဲ့အာဇူရဲ့ point ရဲ့ coordinate ရှာတယ်တနည်းပြောရဒီအာဇူရဲ့ point ရဲ့ coordinate ရှာဆိုတာပီကျူဇူရဲ့ line equation ပေါ့ပါနော်ဘာလို့ဒီအမှတ်ဒီအလုံးစလိုက်ရင်ပီကျူဇူရဲ့မြင်ညာပြီးပေါ်လာမှာဟုတ်အဲ့ဒီမှာဇာတော့ပါပေးတာလေ parameter တွေပေးတာလေ k ပေးတာလေနော်အဓိကဇာတော့ပါရှာမယ် r x y z အဲ့ဆိုခဏပုံစံနည်းပြန်ပြောကြည့်လေ r x y z လို့ကျင်ပုံစံနည်းရပါလေအဲ့က h1 black k l comma y1 black k m comma z1 black k n နှစ်မျိုးသုံးမျိုးပေါ့ဒီမှာဆိုအားလုံးသိရအောင်ပထမဘာသိရမလဲ h1 y1 z1 အဲ့ဒါဘာလို့ပြောတာလဲ ပြီးလားကျူလားသာမတ်ပြီးဦးပြောတာဒါဆိုရင်ဘယ်လိုရမလဲ1 2 3ဟောမနော်နောက်တစ်ခု LMN LMN ကဘာတမို့ဒါရိုက်တဲ့ value ဒါရိုက်တဲ့ value လို့ညင်ဘယ်လိုလုံးနားရရနေရှေ့ကိုနောက်ဒါဆိုဘယ်လိုရမ3 minus 1 2ရမ7 minus 2ဆိုရင် ေါ်ရ5 3ဆိုရင်2ရမယ်သဘောတည်းများမှာတန်ဖိုးတွေတည်ပါဘူးအဲ1 2k ရယ်2 4k ရယ်3 2k ရယ်ပေါ့အဲ k တိလာကိုမတိသေးဘူးဒီမှာ k ပါလို့လာလဲပေးတာပြီသားနမိတ်တော့ဆို 8k နေရာပါသွင်းလိုက်ဘာမှ2 twin လိုက်အဲ့တော့2ရောပွိုင်းမရဘူးနမပီဆိုပါသွင်းလိုက်2 twin လိုက်နမစီဆိုရင် negative 2 twin လိုက်ပေါ့အဲ့မှာ2ရောပွိုင်းတွေအကုန်လုံးရလာရမှာနော် အဓိကသိရမှာသူရဲ့ဒီ coordinate following ရင်နောက်ခုရှာပြရအောင်စာမတ်သိရမယ် relative value သိရမယ်စာမတ်ကပုံစံပေးရပြီးသား relative value လို့ညင်လဲအနောက်တွေကလည်းရှိရင်ဘာလို့လဲရပြီးနှောက်လိုက်ရင်ရပြီနော်ဒါအစားပုံသဏ္ဍာန်ပြင်ပြရအောင်နော် relative value လို့ညင်ဘယ်လိုလုပ်မလဲအနောက်တွေကလည်းရှိရင်လုပ်မယ်ပြန်ပြောကြည့်ဘယ်လိုရမလဲ x2 minus x1 comma y2 minus y1 comma z2 minus ပြီးရင်သူရဲ့ line equation လို့ညင် equation ပြ ပြော h1 z ကွဲသူ h1 y1 z1 ကဘယ်အမောက်ပြောတာလဲ p စာမှတ်ပြီပြောတာ lm အင်္ဂလိုချင်းဗားတဲ့ဗာနော်နောက်တရနေ့စီဝင်တော့စပြီးတော့ရှာပြီဗာရင်ရှာမယ် directive value of p2 lm အင်္ဂလိုရင်ရှာဟုတ်လားဗာတဲ့ဗာနော်နောက်တရနေ့စီဝင်တော့3 r 1 r 2 6 r 2 r 5 r 3 n o r 2 2 for 2ဒါအင်္ဂလိပ်ဘရက်ကတ်တဲ့ဒါပါပြီးပြီး L M N ကိုရှားပြီးပြီးဒါဆို P P ကရှားကြလို့လားမလို့လေဒီမှာပေးရပြီးသားဒါဆိုစပြီးနံပါတ် A B C တော်လို့ရပါပြီနံပါတ် A K နာဘယ်လောက်တွင်မလဲဘာမှအတူတွင်မလဲအခုဆရာတွင်တာဒီမှာဒါရိုက်ပန်းတော့ဆရာမပြန်ရတာတွေ့လားမူရင်း equation မှာလဲ H1 K L H1 နေရာဘယ်လောက်လဲ1 Y1 က2 Z1 က3ဒီမှာတွေ့တယ်နော် plus K တောင်ဘယ်လောက်တွင်ရမလဲ ဘာမှန်တူ a ကဘယ်လောက်ရတာလဲ2 comma y1 ဘယ်လောက်လဲဘာမှန်ဆိုတာ p ကိုကြည့်2 plus k ကဘယ်လောက်လဲဘာမှန်တူ m m ကကြတော့ derivative လိုအလဲ4ပြီးရင် z1 ဘယ်လောက်လဲ3 plus k ကဘယ်လောက်လဲဘာမှန်တူ n ကဘယ်လောက်လဲ2ဒါတော့သဘောပေါက်ပါမယ်နော်အကိညာမှာဘယ်လောက်စာသင်ရမလဲဘာမှန်2အဲ့ဒါရှင်းလိုက်တာပဲလေ ခြေလားပေါ့ဒီမှာဆိုရင်နှစ်ကြည့်တယ်1 plus 2ဆိုတော့ဟုတ်ပါဘူး sorry ဒါဟိုဘက်နဲ့ချော့ကုန်ပြီနှစ်ကြည့်တော့1ကြာ1 plus 1ဆိုတော့2ဒီမှာနည်းနည်းလေးလေး2 plus 2ဆိုတော့4နင်းနေနေကြည့်3 plus 1ဆိုတော့4ဒါကီနေရဘလောက်တင်တာလဲနရကဆို1 by 2နေရဘာပြောင်းလိုက်1 by 2နေရမှာနော်ဆရာဦးခက်လိုက်၄တော့ကွင်း1 by 2နေရဘာတွေပြောင်းလိုက်ရပြီစံနာတူတူပဲအိညာမှာ2တွေပြောင်းသွားမယ် ဲ့ဒါရှင်နောက်ကဝါမိုက်သူညာပါဗျာ negative သူတွေပြောင်းအောင်ပြောင်းမယ်နော်အဓိကတရားမှာသူ့ရဲ့ coordinate ပုံစံလိုချင်ဘာရှာတက်ရမလဲ directive value ရှာတက်ရမလဲအဲ့ဒါသိညာပဲစာမက်ကပို့စာမှာပေးထားပြီးသားပြောင်းမယ်နော်အကဲရှောက်လို့ရှိရင်ဆရာပြောလို့ရေးပေါ့စာမက်ဘာရေးရမလဲ1နော်1 plus ဒီကောင်ခဏချန်တာပေါ့2ရဲ့နောက်တစ်ခုပါလဲ3ရဲ့ပေါ့နော်အဲ့လိုရှာရေးပေါ့ပြီးရင်ဘာဖြစ်လဲ နမိတ်တော့ဆိုကြရဘလားလဲဝမ်းမိုင်သူအနာပါထရမယ်ဒါတဲ့ဘယ်လိုဘလားဘလားသိပါလဲ2 for 2ဒီမှာ2ဒီမှာပါလဲ4ဒီမှာပါလဲ2ဒါကြရဘလားလဲဝမ်းမိုင်2ဝမ်းမိုင်2အဲ့လိုလိုကိုထည့်ရတဲ့ပါတခါတည်းမြင်ရင်တော့တခါတည်းထည့်ရပူကောင်းတော့ပါနော်ရမနော်အဲ့ဒီဘယ်2နဲ့2တာကတော့သဘုံစံနဲ့ပဲအဆိုင်မှာရှိတယ်ကြည်လိုက်အဆိုင်နံပါတ်1မှာ ဝမ်းကြောက်ကြည့်လိုက်မိခွန်းရင်ကြည့်လိုက်သူဘာပြီးတာပဲလဲတပုံစံနဲ့ပဲနော်အကုန်လုံးဘာပြီးတာလဲပီနဲ့ကျူရဲ့အမှတ်ပြီးတာလဲဘာကိုရှာခိုင်းတာပဲလဲအာပီကျူပေါ်မှာရှိတဲ့အာဆိုတဲ့မယက်ကိုတည်းနေရှာတာနော်အာမှာဘာတွေပြီးတာလဲကေတွေပြီးတာအဲ့တော့ဆရာရေးကြည့်လိုက်အောင်အာကြီးကွဲသူရင်းသောပါလုံးအာ sorry အာကို8 1 z ပါနော်8 1 z ကြီးကွဲသူပါနော်ပြော8 1စမတ်အရင်ပြောလိုက် တမ3ရဲ့ဇာတိမှာခြံထားလိုက်မယ်1ရဲ့5ရဲ့ပေါ့မဟုတ်လားအဲ့လိုလိုရင်ရေးလိုက်ပြီးရင်ဒီနေရာအနာက directive value တွေရေးလိုက် directive value ကဘယ်လောက်လဲအနာ ratio နောက် minus 3 minus 3ဆိုတော့ဘယ်လောက်လဲ minus 6 7 -1 ဆိုတော့6 -2 -5 ဆိုတော့ minus 7အဲဒီလွတ်ရနေရပါတယ်ခင်ဗျာ k တွေထည့်မယ်ဟိုပေါ့ဒါ a ဆိုရင်1 2แท้เนาะ b ဆိုရင်3แท้ c ဆိုရင်ဗါတယ်လား minus 2แท้လားရမယ်နော်အဲ့တော့ကြာအမို့ဒီတိုင်းပြောရင်မျက်စိရှောက်နေမှာဆိုလို့ကြာအဲ့လိုဖွဲပြောလိုက်အဲ့နဘုတ်တွေ့ကြည့်လိုက်ပါအဲ့တော့ outside 3.2 number 1တနည်းပြောရင်ဒါဆရာတို့ဒီဟိုအချိန်အရှိတရာတင်ခဲ့တဲ့ပုံစံနဲ့တပုံစံနဲ့ပဲ ဥစ္စာမှာဆရာတို့ပါတယ်ပြီးတာလေပြရတူရဆိုတဲ့အမှတ်နှမှတ်ပြီးတာလေနော်အမှတ်ပဲနှမှတ်ပြီးတာလေဘာနဲ့ဘာနဲ့ပီနဲ့ကျူနဲ့ရှားခိုင်းတော့မြင်တာဘာလို့ရှားမလဲဒါကိုနေ all the flight are on the line ပီကျူတိတိတာလာတာလာဒါပြရပါလေပီကျူဆိုတဲ့မြင်းချောင်းပေါ်မှာရှိတဲ့အာဆိုတဲ့အမှတ်ရကိုတနေ့ရှားခိုင်းတာ ပြန်ပြောပါဘာလို့ရှားမလဲပီကျူဆိုတဲ့မြင်းသားပေါ်မှာရှိတဲ့အာဆိုတဲ့အမတ်ရကောတဲ့။တတိပြောရဲ့ဒီအာကအမတ်သေးလားအမတ်ရှင်လား။အမတ်ရှင်။သဘောအဲ့ဝိုင်းစားမှာအများကြီးဖြစ်ကျင်အောင်ဖြစ်လို့ရတယ်။အဲ့ဒီဖြစ်ကျင်အောင်ဖြစ်လို့ရတဲ့အမတ်တကိုဆက်လာလို့ရှိရင်ဘယ်လိုင်းအောင်ရလား။ပီကျူဆိုတဲ့ line ဆိုတာဖြစ်ပေါ်လာ။ဒါကြောင့်မို့တတိပြောလို့ရှိရင်ဒါကပီကျူဆိုတဲ့ line equation ကိုရှာကမ်းနိုင်တဲ့သဘောတရားတူတူပဲ။ ဟုတ်ပြီဒါဆိုရင်ရှားတို့ PQ ဆိုတဲ့ line equation ကိုရှားတဲ့ခါမှာရှားခဏတော့နှစ်မျိုးပြောခဲ့တယ်နော် coordinate form နဲ့ symmetric form နဲ့ရှိတယ်လို့ပြောခဲ့တယ်အခုရှားတို့ရှားအောင်မှာ coordinate ဖြစ်တဲ့အတွက်ကြောင့် coordinate form ကြောင့်တုံးပြီးရှားအောင်အဲ့တော့ဘာပေးထားလဲအဲသူ့ရဲ့အမှတ်နှမဒီ line ကိုဖြစ်စေတဲ့အမှတ်နှမပေးထားမယ်ပြီးရင်ဘာပေးထားလဲ parameter k ပေးထားတယ်ဒါဆိုသူလိုချင်တဲ့ coordinate ရှားလို့ရတာမရပါဘူးပြန်ပြီးပြောကြည့်အောင် coordinate form ဘယ်လိုလဲ x y a comma y comma z equal to x1 plus k a comma y1 plus k m comma z1 plus k m အဲ့တော့ပြောချင်တာကဒီတန်ဖိုး၃ခုစလုံးသားအတီးတီးသိခဲ့ရင်သူ့ရဲ့တန်ဖိုးမှာဂိန်းတွေဖြစ်ပါတန်ဖိုးတွေကိုယ်တိုင်တွေမရလားဟုတ်လားအခုရှားဒီ၃ခုလောက်မသိဘူးလား x1 ဆိုတာဘာတန်ဖိုး

မလေးကေတံမိုးတွေမပေးတာဟုတ်လားနံပါတ်အေးမှာကေနေအောင်ဘယ်လောက်တင်ရမလဲနံပါတ်ဘီကနံပါတ်စီက negative 2အဲ့တော့တံမိုးက3ပုတ်ဆိုတော့3မျိုးဖြစ်နေလို့ဆရာမရေးတော့ဘူးဘာပဲရေးထားလိုက်မသိရင်ကေပဲရေးထားလိုက်တဘောကေညာမှာဘာတွေတင်ရမလဲနံပါတ်အေးဆိုရင်ဘာမှအတူတည်းနံပါတ်ဘီဆိုရင်3တွင်နံပါတ်စီဆိုရင် negative 2တွင်နောက်ဘာပဲရှာဖို့ကြံတော့ LMN LMM ဆိုတာဘာ value လို့ခေါ်ပြန်ပြောဘာ value ခဏပြောပါဦးလေ the right is value ဘာ value လဲသူဆရာတို့ပေါ်ပြခြင်း angle bracket ထောက်ကွင်းနဲ့ရေးရတယ်သူတမိုးလို့ခြင်းဘယ်လိုရှာလဲအနာရီယာနေရှုံနှုတ်အဲအိတ်ဂျင်းနှုတ်နာရီယာနေရှုံနှုတ် -6 -3 တဲ့က3ကိုနောက်တော့ -6 ညာဘလားလဲ m i n u s 6အလေချင်းတော့7နဲ့က1ကိုနှုတ်တော့6 into 6နောက်ချင်းတော့မယ် minus 2တွေက5ကိုနှုတ်တော့ minus 2 minus 5ဆိုတော့ minus 7ဒီမှာ minus 7ဘောပါမှာဆက်ပြောတာပြီးရင်ဘာခတ်ပြရမလဲဒီကောင်ခွင်းလေးခတ်ပြရအောင်အဲ့တော့ဒီမှာကေတမှုနံပါတ်8တော့ဆိုဘာတွင်လိုက်ဘာမှဘာမှတွင်လိုက်တမှုမရလားဟုတ်လား နံပါတ်ပြီးဆိုပါသွင်းလိုက်အဲ့တော့ဘတ်ကူလာဂျီရိုကြီးပါဘယ်ရလဲဂျီရိုလားဟဲ့ဘယ်ရလဲဘာပဲတက်တယ်တဲ့တော့ချုပ်ရှိတယ်အဲ့တော့နံပါတ်ပြီးဆိုပါသွင်း3သွင်းနံပါတ်4ဆိုပါသွင်းမယ် negative ဆိုသွင်းနော်အဲ့ဒါဆိုလိုချင်တဲ့ coordinate မြင်ရပါဟုတ်ရမှာနော်အဲ့တော့ဆရာတို့ဘာရှာရမလဲအခုဆရာတို့စောက်တဲ့ဘာဘာရှာဖို့လို့မှာပေါ့ ်ပြူရှာကြလို့လားပေးတာပြီးသားလို့အေး LMN ကိုမစားရအောင်လားသူပေးတာလို့လားအဲ့တော့ LMN လိုချင်ခဏပြောပြီးသားဘယ်လိုလုံးဒါရီယာနေရှေ့ကိုနှုတ်လိုက်ပေါ့အဲ့ဒါ तू မပေးတာဟုတ်လေဆရာတို့ကိုပါတော့ကိုပါလုံးမယ်ရှားပေးရအောင်ပေါ့နှုတ်ပေးရအောင်အဲ့ဒါစပြီဆရာတို့ဆိုလို့ရှိရင်နေပေးချက်ကိုဆရာတို့မဆရာပြန်ပြီးပြတာနော်ပြန်ပြောဆရာတို့ကကောဒရိတ် follow ချင် A1 site ကိုသူ And what is equal to x1 plus kn comma y1 plus kn comma z1 plus kn အဲ့ဒီမှာရှိတဲ့ lm n ကိုလိုချင်ရင်ဘယ်လိုလုပ်ရမလဲအဲအဲ့ဒါဘယ်လိုပြောမလဲ x2 minus x1 comma y2 minus y1 comma အဲ့ဒီမှာသူ့ပဲဆရာတော့ဘာလုပ်မလဲရှာမယ်ဥစ္စာမှာဒါရိုက်မပေးတာဘူးလीအဲ့တော့စပြီးရှာပြီဘာလို့ရှာမလဲ ပီကျူပေးရတဲ့ဒီ given နေပါတယ်ကမရေးချင်လဲရတော့ကွာပီရေးမယ်ကျူရေးမယ် we have to ပါမရေးလဲရတယ်ဘာလို့ရှားမယ် directive value of p ကျူဒီ dog queen လို့ဘယ်လိုဖတ်ရလဲ directive value ဒါကြောင့်မို့ p ကျူတော့မလို့ directive value of p ကျူဆိုတာ directive value of lmm အဲ့ဒါလို့ခြင်းဘယ်လိုလောက်ရမလဲနောက်တရနေခဏလောက်လာပြီးတော့ -3 -3 က -6 7 -1 က6 negative 2 -5 က negative 7ဒါပါရောပါပြီ L M N ရပါပြီ။ဒါဆိုရင် L M M လည်းသိတယ်။ A Z Y Y Z Y လည်းသိတယ်။ K လည်းသိရင်သူ့လိုချင်တဲ့ဘာကိုရှားလိုက်ရပြီ။ coordinate ကိုရှားလိုက်ရပါဘူး။အဲ့တော့ဆရာခဏပြောသလိုပဲလေ။နံပါတ်8တော့ဆို K နေတာဘယ်လောက်ချင်လိုက်။ဘာမှတူတင်သွားလိုက်ပါ။ဒါမှကြည့်လိုက်နံပါတ်8 A Y Z equal to တခါပြန်ပြောမယ်နော်။အရှိအတဘောကဘာတန်ဘော A Z Y Y Z Y အဲ့ဒါဘယ်ကိုကြည့်ရလဲ။ p ကိုကြည့်ရတယ် p တောင်းဘလာပြီးတာလေ3 comma 1 comma 5ဒါကြောင့်ဒီနေရာမှာ3 1 5ရှားမမြင်ပါဆိုလို့ခွဲပြီးပြောပြတာနော်သူကတိုက်ရေးတော့တခါလေရေးပေါ့ပြီးရင် plus plus ဒီပါတာနောက်မှာနော် k နံပါတ် k တောင်းဘလာထည့်ရင်ပြောရလဲဒါကြောင့်ဘာတွေထည့်လိုက်1 by 2 1 by 2 1 by 2အနောက်ကဘာတွေထည့်မလဲ l m အနေနဲ့မြောက် a ဘလောက်လဲ minus 6 m ဘလောက်လဲ8 n ဘလောက်လဲ negative 7 အဲအဲ့တော့ရှင်းလိုက်ပေါ့ရှင်းလိုက်ဒီမှာရှင်းလေ2 3 3 minus 3များလား minus 3များ plus 3ဆိုတော့ဒီပေါ့ဒီမှာလဲ2 3 3 3နဲ့1ပေါ့ဟုတ်ဒီမှာကျတော့စားလို့မပြောက် negative 7 minus 2နဲ့5ဒါအကျမ်းပါလို့5 minus 7 minus 2ဟုတ်တော့ဘာညီရောတန်းမရလားတန်း minus 7ဆိုတော့3ပိုင်း okay မားမှာကျောက်လဲကွန်ပျူတာနဲ့ဆိုတော့နံပါတ်8တော့မရအောင်လားနံပါတ်2ဆိုပါပဲကောက်အောင် ကေနီယာမှာအခုနမိုက်အိမာတော့ဝမ်းမိုက်တူးသွင်းတယ်နမိုက်ပြီးဆိုပါတယ်ပြောအောင်3တွေပြောအောင်ကျန်တာအလုံးတူတူပဲနော်မကြီး3တွေပြောရအောင်3 3 3အဲ့တော့3 6လီ18 minus 18နဲ့3ဆိုတော့ negative 15 3 6လီ18တင်းနဲ့ပါသက်ကို3ခုနဲ့လီ27ဒီမှာလက္ခဏာမတူအနှုန်းနဲ့အပေါင်းဆိုတော့6 minus 15 နံပါတ်စီဆို8 k နေရာမှာပါတွင်လိုက်အဲ -2 တွင်လာတော့ -2 ကြီးဖြစ်သွားတော့ပါတော့မြောက်စာတော့ကိုကိုလောက်လေဒါကတော့လောက်လို့တက်ပါတယ်ဟုတ်လားအဲ့လောက်တော့ဒါဆိုသူလိုချင်တဲ့အသက်ဆိုင်ရာကိုဒီနေမှတ်ရရရမယ်နော်ဒါအရင်အရှိကအိဇမဲကိုသူပါပဲတွေ့ကြည့်ပါအိဇမဲ3မေကောနားလျောက်ပြေးကြရင်ကြည့်မှာဒီမှာလက်ဆရာတို့ဘာပြေးတာလဲအမှတ်ပဲနံပါတ်ပြေးတာလဲတော်နံပါတ် ဘာနဲ့ဘယ်ပွားနဲ့ဘယ်ပွားနဲ့အဲပီနဲ့ဂျူနဲ့ပေးတာအမှန်တမှန်နော်မေကောမြင်တာဒီကြားလို့ဆက်ရအောင်မြင်တာ whether or not the falling point are on the line ပီဂျူဘယ်ပြရပါလဲပီဂျူဆိုတဲ့မြင်းကြောင်းပေါ်မှာတဲ့ဒီအောက်မှာပေးတာတဲ့အမှတ် ABCD ဘယ်နှပုတ်၄ပုတ်၄ပုတ်အဲ့ဒီ၄ဘုံမှာရှိတဲ့အမှတ်အသီးသီးဒီအမှတ်တွေအားလုံးဒီ whether or not ဆိုတော့ဘယ်ဖြစ်လဲ ဖြစ်သလားဖြစ်ဘူးလားဒါမှမဟုတ်လဲမဖြစ်ဘူးလားပါနော်မဖြစ်သလားတနည်းပြဒါဘာနဲ့ပြန်တွေ့လို့ဆိုဒီရှိရအာနဲ့ပြန်တွေ့ပေါ့ရှိသလားမရှိသလားပြရတော့ဘယ်မြင်းချောင်းပေါ်မှာပီဂျူဆိုတဲ့မြင်းချောင်းပေါ်မှာဒီအမတ်လေးမတ်ဒီရှိလားမရှိဘူးလားဘာလုပ်ပြီဒါပါတားလိုက်ဘာလုပ်ပြရမလဲသုံးပြပြရဒါပေါ်သေးပဲနားလိုက်မယ်နော်ပီဂျူဆိုတဲ့မြင်းချောင်းကိုဆွဲလိုက်မယ် အဲ့ဒီပြည်ကျူစတဲ့မြင်းချောင်းကြီးပေါ့မှာ D A B C D ဆိုတဲ့အမှတ်၄မှတ်ရှိလားမရှိလားဘာလို့ပြီးဆုံးဖြတ်ပြီးအဲ့ဒါပရမမေကောအဲ့တော့အဲ့ဒါကိုဆုံးဖြတ်ဖို့တောင်းစီရင်ရှားတော့ပရမဥဆုံးနေလဲဘာရှားရမလဲပြည်ကျူစတဲ့မြင်းချောင်းပေါ့မှာဒီအမှတ်ရှိမရှိသိကြည့်ရင်ပြည်ကျူစတဲ့မြင်းချောင်းရဲ့ဘာရင်ရှားရမလဲ equation ကိုရင်ရှားဘာရင်ရှားရမလဲဒီပြည်ကျူစတဲ့ line equation ရှားဟုတ်ပါနော် အဲ့တော့ p q ဆိုတဲ့ line equation ကိုကျောင်းဆာမှာကျောင်းပေါ်မှာယူလာတော့မဖြစ်ဘူးเนาะအဲ့တော့ p q ဆိုတဲ့ line equation ကိုရှာခြင်းပြောရပြီးသား p q ဆိုတဲ့ line equation ကိုရှာခြင်းရှာဘယ်နှမျိုးရှာလို့ရလဲ line equation ရှာတာပုံစံဘယ်နှမျိုးရှာလို့ရလဲနှစ်မျိုးရှာလို့ရတယ်ဘာဖုန်းနဲ့ဘာဖုန်း coordinate form နဲ့ symmetric form ဆိုတာเนาะအဲ့တော့ coordinate ဖုံးသွင်းရင် x1 z equal to x1 black kr comma y1 black km comma z1 black kn အဲ့တော့ဒီလိုရှာဖို့တော့ဒီအောက်လည်းတူတူပဲအဲ့လိုတွေရှာဖို့တော့မဖြစ်မနေရှာတော့ဘာသိရမှာဆိုရင်၃ခုသိရ x1 ဆိုရဲ x1 y1 z1 ဆိုရဲစမှတ်ရဲ k ဆိုရဲ parameter ရဲ lmn ဆိုရဲ derivative value ရဲအဲ့တော့ x1 y1 z1 ရှာကြလို့လားအဲ့ဒါဘာကိုကြည့်ရမလဲ p ကိုကြည့်ရအောင် p လေ p ရ x1 y1 z1 မဟုတ်လား နောက်တော့က k k ရလဲဆရာတို့ကပုံစံပေးလိုက်အဲ့ဒါရှားကြမလို့ဘာရှားမလဲ l m m l m m ကိုလိုချင်ဘယ်လိုရှားမလဲပြောတာလဲအဲအနာတွေရရှိဦးတော့ပြောမယ်အရှိချင်းနှုတ်မယ်3ရဲကနေပြီးတော့ negative 1ကိုနှုတ်မယ်အဲ3 minus negative 1ဆိုတော့ minus minus ဆိုဘာပြောရပြီလဲအပေါင်းပြောရပြီဆိုတော့3 plus 1ဆိုတော့အလေချင်းနှုတ်မယ်5ရဲကနေ သူ့တော့ဘယ်အနောက်ချင်းတော့မယ် negative 5 negative 2ကနေ3ကိုနှုတ်တော့လက္ခဏာသူပေါင်းလိုက်တော့ negative 5ရမယ်နော်ဒါဆိုဘာရပါပြီ l m m ဆိုတော့ derivative value လည်းသိပြီနောက်ဘာလည်းသိပါပြီ x1 y1 z1 လည်းရှာတော့အခုမသိဘူးလားဒါဆိုရင်ဘာကိုရှာလို့ရပြီလဲဒီ line ရဲ့ equation ကိုရှာလို့ရပြီအကီနေရာမှာတော့ key ပဲထားမယ် ကတော့ဆရာတို့ key တိုင်းမထားအောင်ပေါ့အဲ့တော့ဆရာတို့ဒီမှာ equation of the line p2 is oh sorry ဆရာဒီဘောဥစားနဲ့တွက်တာလား symmetric form နဲ့တွက်တာလားနှစ်မျိုးလုံးတွက်လိုက်ရတော့ symmetric form နဲ့လည်းတွက်လိုက်ရတယ်အဲ့ဒီမှာဆိုလည်းပမာသွင်းရမယ် h1 y1 z1 နေရာမှာဘာသွင်းရမလဲပြောပြောပါလေသိရအောင်ပြောအဲ y1 နေရာမှာက 2 다완 야마 three LM 안 야마가 43 여기 아도 봐야 돼요. h minus 어 네거티브 1 가입 변 라인 오메 플러스 1 n 야마 4 y minus two by a 3 equal to 7 minus 3 by negative 5 အဲ့ဒါဘာရဲ့ equation ပဲလဲ p q ဆိုတဲ့ line ရဲ့ equation ပဲဒါဒီချက်ဒီဒီဒီပိုင်းနားလဲပါနားလဲပါအဲဒါနားလဲရင်ဆရာတို့ကခဏပြောတာကိုဆရာတို့ဆက်စဉ်းစားတော့အဲ့တော့ p q ဆိုတဲ့ line ရဲ့ equation ရပြီဆိုတော့ခဏကဆရာတို့၄ဘုတ်ပေးထားတယ်နော် a b c d ၄ဘုတ်ပေးထားတယ်အဲ့ဒီ၄ဘုတ်မှာရှိတဲ့အမှတ်တွေကဒီမြင်းကြောင်းပေါ်မှာရှိလားမရှိလားဘာလို့ခိုင်းလဲဆရာတို့သုံးပြစဉ်းစားခိုင်းတယ်သုံးပြခိုင်းအဲ့တော့ ဒီ line ပြကျူတဲ့မြင်းသားပေါ်မှာရှိမရှိဘလို့ဆုံးဖြတ်လဲဆိုရင်ခဏပွိုက်ထားပါတော့ဟိုဆရာဆရာဘတ်မလဲတော့ရှော့အောင်မှာဆိုလို့လေနမိတ်အရာဘလောက်ကောင်မှာဘလောက်ပြရာပြောနေတယ်အော်ဘာတော့ပါဆက်ကမ်းမိုက်သူကတော့မဟုတ်ဘူးဒီဒီမှတ်ပြရမှာမဟုတ်လားဒီအမှတ်ဒီမြင်းညောင်းပေါ်မှာရှိလားမရှိလားဆုံးဖြတ်ပြီဟုတ်ပါတော့သူမိတာအဲ့လိုမိတာနော်အဲ့တော့ဘလို့ဆုံးဖြတ်လဲဆိုရင်ဒီတံဘောကဗာအဲ့ဒါပေါ့ ရှိလားမရှိလားဆုံးဖြတ်ခြင်းဒါပါလုံးအစားသွင်းဇာတင်ချာရဲ့ formula အဲ့ဒါပဲအစားသွင်းအစားသွင်းကြီးလို့ပြည်လဲရင်ရှိတယ်မပြည်လဲမရှိနော်အဲ့တော့တဘောကဒါပါတန်ဖို့လဲ h ရဲ့ y ရဲ့ဓာတ်ရဲ့တန်ဖို့တွေမဟုတ်ဘူးလားသူတို့ကျင်တာအဲ့ညမှာဘယ်လောက်သွင်းဟာဒီ h ရမှာဟာဘယ်လောက်သွင်းမသိရင်1ဆိုတော့1 h ရမှာ1သွင်းမယ် y ညမှာက7 by 2တွင်းမယ်ဇက်ညမှာက6 1 by 2တွင်းမယ်ဟုတ်မနော် တွင်းလိုက်လို့အဲ့ဒီအချိုးသုံးခုညီခဲ့ရင်အဲ့ဒါပြည်လဲတယ်လို့ခေါ်တယ်ပြည်လဲရင်ဒီအမှတ်ကဒီမင်းသားဘောမှာရှိလားမရှိလားရှိတယ်ဟုတ်မလားအဲ့ဆရာမှာပါတွင်း1တွင်း y ညမှာပါတွင်း7မှာ2တွင်း5ညမှာပါတွင်း1 by 2တွင်းလို့အချိုးသုံးခုညီရင်အဲ့ဒီအမှတ်ဒီမင်းသားမှာရှိတယ်အဲ့တွင်းကြည့်အောင်ကြာ ဒီပါလေ1 2 like 1 1 4ဆိုတော့2 4ဆိုတော့5 2 7 2 20 like 7 2 3အဲ့တော့အဟုတ်သူပြည့်တဲ့ပေါ်တော့သူများ4 7နဲ့4နဲ့3 3 2အောက်က3အစားမြပြောင်းပြမလန်တော့1 3ရှင်းတော့မလားလဲ1 2ဇန်းနေရဘလောက်တွင်1 2 1 2 3 5 5 အာကိုတူးတော့ဘာလဲတူး minus 6 minus 6 1ဆိုတော့ minus 5 minus 5 minus 5 by 2အစားအမြပြောင်းပြားမဲ့လာတော့1 minus 5ကြည့်ရဗလားလဲ5 2အချိုးဆုံးညီလားမညီလားပါတယ်ကဏ္ဍရှင်းလာမကြွရင်လည်းရတယ်ဘာလို့သာပဲတကူလာနဲ့တော့မှားမှကြောက်အောင်ပြောတာအဲ့တော့အခု၃ခုလုံးမညီဘူးလားဒါဆိုရင်ဒီနံပါတ်8ဖြစ်တဲ့1.7 by 2.1 by 2ဒီ equation line PQ ဆိုတဲ့ line ပေါ်မှာရှိတယ် ဘောပါမှာ B လဲအဲ့လိုပဲသွားမယ် C လဲအဲ့လိုသွားမယ် D လဲအဲ့လိုသွားမယ်ရမယ်နော်ဟုတ်တွက်ပြရမယ်လေဒီမှာကျူပြီးရှင်းပြတာလေနားလည်လားနားမလည်ဘူးအဲ့တော့ဆရာဒီမှာကြည့်အောင်နော်အဲ့တော့ဆရာဒီမှာအစားသွင်းလိုက်ပြီဒါပါသွင်းလိုက်ရတယ်လေ x1 နေရာမှာ -1 y1 နေရာမှာ2 z1 နေရာမှာ3အစားသွင်းတယ် a နေရာမှာ4 m နေရာမှာ3 n နေရာမှာ -5 ဒါ equation အသာလိုက်ကြည့်ရပြီ နံပါတ်8အတွက် x y z ကိုသူဘလားလို့ပေးတာနံပါတ်8က17 2 1 2အဲ့တော့ x ညမှာပါ1 y ညမှာ7 2 z ညမှာ1 2ဆိုပြီးသိရမယ်အဲ့ဒီတန်မိုးတွေကိုဒီ equation မှာရှိရဲ့ x ရဲ့ y ရဲ့ z ရဲ့မှာတွင်ပါပထမတစ်ခု x ညပါတွင်1အတွင်းနဲ့အတူဘလားရလဲနောက်တစ်ခါ y ညပါတွင်ဘလားရလဲနောက်တစ်ခါ z ညပါပါတွင်ဒီလဲဘလားရလဲ ဒါဆိုဒီအချိုးသောဟုဘာဖြစ်လဲ။ညီရင်ဒီအမှတ်1.7 by 2.1 by 2ဒီ question တော့ line pg ပေါ်မှာရှိလားမရှိလား။ဒါကြောင့်ဘယ်လိုရေးပြရမလဲ။ဒီအချိုးသောဟုဘာဖြစ်လဲ။ညီရယ်ဒီအမှတ်တော့နော်။ဒါကြောင့်မို့ဒီအမှတ်ဒီဒီ line ပေါ်မှာရှိတယ်။ရမှာနော်။ဟုတ်ကဲ့။မပြီးသေးဘူး။သူကပရမမေကွန်ကဒီ line ပေါ်မှာရှိလားမရှိလားဘာလို့ပြီး ဆုံးဖြတ်ပဲဟိုဒီဒီပဲဆုံးဖြတ်သွားပြီဒုတိယမိကဘာအောင်မေးလဲဆိုတော့အာ why the corresponding parameter အပရမီတာပရမီတာပေါင်းရကေကိုရှာရင်လားဘာရှာရင်လားလဲကေတံမိုးအဲ့တော့ခဏကမိကမှာကေတံမိုးဘယ်လောက်လဲကေတံမိုးဘယ်လောက်လဲဘာဘာတူပြေတောင်းဘလားလေပြောတော့ပြီးသားလေးဒီချိုးသုံးခုညီးတယ်ဆိုတာဒီချိုးသုံးခုလောကဘာနဲ့တူတာလဲ ပြောရလို့ရှိရင်ဒီ equation ကဘေးနားမှာပါရှိလဲ k ရှိတာမဟုတ်ဘူးလား k ကိုရှာလို့ရွှေ့လိုက်ရလေ k ကိုချိန်ပြီးကြံလာလေရွှေ့လိုက်ဒါကြောင့်မို့ဒီအချိုးကိုရှာထားတဲ့ဖြည့်ဒီပါတံမို့ဒါကြောင့်မို့ဒီမှာဒီ၃ခုလုံးတူတယ်ဒါကြောင့်မို့ဒီ၃ခုလုံးရဲ့တံမို့ဒီပါတံမို့လဲ k တံမို့ဒါကြောင့်မို့ k တံမို့ဘလားလဲဒါမှိုက်တူရပါရအောင်သဘောပေါက်ပါဟုတ်ကဲ့ဒီပေါ်ရကြံလာရင်လဲဒီ flow ပဲသွားမယ်ပြောကြံတာက b ဆိုရင် b တံမို့ဘလားပေးတာလဲရှာတော့ b b ရဲ့ point b ရဲ့ point ီကကြတော့7 8 my bangladesh 7ဒါမှ b တော့ကြည်လိုက် b တော့ဆရာတို့ဆက်ရှာလို့ရှိရင်ဟိုဒါတော့ထပ်ပြီးတော့ရေးစရာမလိုတော့ဆရာမမြင်ပါဆိုလို့ပြန်ပြတာမလိုတော့တော့ b ဆိုပြီးဒီရပါဆောင် x တမို့ဘလောက်တွင်7တွင် y ညာဘလောက်တွင်8တွင်ဇက်ညာမှာဒါမှ h ညာမှာ7 y ညာမှာ8ဇက်ညာမှာ negative 7ရှာလိုက်တဲ့အဖြစ်သုံးခုလုံးဘလောက်ပြရမလေးဒီမှာဆို8ရက်4စားတယ်2ရက်ဒီမှာဆိုလည်း shit တယ်နေတော့ချာ6တော့နဲ့စာတူရတယ် negative တောင် negative ပါနဲ့စာတူရချိုးသုံးခုလောက်တူလားမတူဘူးလားဟုတ်ပါတယ်ဒါဆိုရင်ဒီနံပါတ်ပြီမှာပြထားတဲ့အမှတ်7ဘန်းကောမှာ8ကောမှာ negative 7 the is on the line p2 p2 ဆိုတဲ့မြင်သားပေါ်မှာရှိတယ်ဒါဆိုရင်ဒီဘက်ချမ်းကတူရပါတံဘူးအေတံဘူးအေတံဘူးရမလားဒီဆိုပြီးတော့ဒီအပေါ်ကနေကြာပြန်ရေးကြမလို့တော့ဆရာမမြင်ပါဆိုလို့စီအတွက် ဘာရင်ရှာရလဲ directive value ဒါပြန်မရှာတော့เนาะမသိပါဆိုလို့ပြန်ရင်ပြတာနံပါတ်4ဘလောက်ကောမှာဘလောက်လုပ်ပြီးတာလဲ negative 5, negative 1, 8အဲ့ဒါကိုပမာတွင်းမယ် h y z တခါတည်းတွင်းလို့မရအောင်เนาะတစ်ခုချင်းစီတွင်းမယ်ပရမ h ရမှာ negative 5တွင်းနဲ့ negative 1ရတယ် y ညာမှာ negative 1တွင်းနဲ့ negative 1ပဲထွက်တယ်ဇန်ညာမှာ h တွင်းနဲ့သူလဲ negative 1ပဲထားတယ်ဒါဆိုအချိုးဆုံးကဘာဖြစ်လဲညီတယ်ဒါဆိုရင်ဒီ negative 1ကောမှာ negative 5ကောမှာ negative 5ကောမှာအဲ့ဒီ p ယူဆိုတဲ့ line ပေါ်မှာရှိတယ်ဒါဆိုရင်ဒီဘက်ခြမ်းက negative 1ဒီဘာတန်ဖို့ k တန်ဖို့ဒါမနော်နံပါတ်2ဘလောက်ပေးတာလဲ7ကောမှာ8ကောမှာ negative 2ပထမ8ညမှာဘလောက်တွင်7တွင်2ရတယ် y ညာမှာဘယ်လောက်တွင် y ညာမှာ8တွင်တူးရတယ် z ညာမှာဘယ်လောက်တွင် negative တူးတယ် y ရဟောအဲ့တော့ဘာဖြစ်သွားပြီလဲအချိုးတူးလားတူးလားအချိုးမတူးရင်ဒီအမှတ်ကဒီမြင်းသားဘောမှာရှိလားမရှိအဲ့တော့ is not on the line ပီကျူအဲ့တော့ဒီပီဒီပီကျူမြင်းသားဘောမှာမရှိတဲ့တို့ကြောင့်သူ့မှာကေတံဘောရှိတယ်လို့ပြောလို့ရတယ်မရှိဘူးဒါကြောင့်ကေတံဘောရေးကြလို့လားမလို့ 咋办了？Yeah,